မန္တလေးအရွေ့မန္တလေးအလောက်အပိုင်း6မင်္ဂလာပါအော်ဒီယိုပိုင်းစော်နိုင်ကနေကြိုဆိုပါရစေယခုခါမှာတော့ဆရာညိုထွန်းလိုရေးသားထားတဲ့မန္တလေးအရွေ့မန္တလေးအလောက်6ကိုကျွန်တော်ကအပိုင်း6အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာမန္တလေးအရွေ့မန္တလေးအလောက်6အကယ်၍သာငလင်ကတလကျော်သွားလဲနေ့လဲလှုပ်ညလဲလှုပ်နေ့တိုင်းလှုပ်နဲ့ လှုပ်တုံးလှုပ်နေစေကိုလိုဘလို့လဲမေးရင်ဒီလိုပါပဲပြာလို့စကားလွယ်ပြီးတခြားပြောစရာမရှိတော့ပါဘူးဒီငလျင်ကြီးမပြီးဆုံးမချင်းစိတ်ကဘလို့လောက်တည်ငြိမ်နိုင်ပါတော့မလဲပြီးတော့ငလျင်ကကူးဆက်ယောဂလိုဖြစ်နေတယ်မန္တလေးရနေပြီးရန်ကုန်နားထိတဒုတ်တုံးနဲ့လှုပ်ပြနေတော့လဲမခက်ပါလားဒါပေမဲ့ငလျင်ဒုက္ခတဲ့ကျွန်တော်ကဟိုဒီဒီတွေးရင်ဟောဒီငလျင်ကြီးဟာ ရေကောင်းကောင်းနေကင်းကြောင်တောင်ပူပူလောင်လောင်ကြီးမှာလှုပ်သွားတာပဲ။ကြံဖန်ပြီးကျေးဇူးတင်ရသေးရဲ့။ငလင်လှုပ်လိုက်တာနဲ့ပြဲချိန်လွှားချိန်ချောင်းချိန်တန်းချိန်ရတယ်။တယောက်နဲ့တယောက်အော်ခေါ်ပြီးအတန်ပြုတ်ပေါ်ရလို့တော်သေးတယ်။အကယ်၍သာပေါ့ဗျာ။ညသကောင်လူတွေအိမ်မောကြလို့ကောင်းတဲ့ချိန်မှများလှုပ်လိုက်လို့တော့မတွေးဝန့်စရာပဲ။မောင်နဲ့မဲမဲမှာဘာဖြစ်လို့ဘာဖြစ်ကြမှန်းတောင် သိလိုက်ကြမှာမဟုတ်ဘူး။ဒါပေမဲ့အကယ်၍သာ အဲ့လိုငလင်းလှုပ်တာကိုပဲကျေးဇူးတင်ရမလို့လို့လှုပ်ပြီးကိုကုတ်ကိုဖြစ်သိမ့်မို့စ조사ကြရင်တော့ငလင်းကြောင့်ကန့်ကွက်ကြပြီးအသက်ဆုံးရှုံးသွားကြရသူတွေအတွက်တော့မတရားရာကြသွားပြန်ရောဗျာသူတို့ခင်ဗျာများနေခင်းမှာပဲငလင်းလှုပ်လှုပ်ညာကြီးမင်းကြီးမှာပဲငလင်းလှုပ်လှုပ်အကယ်၍သာငါတို့ဟာကွန်ဒိုမှာပဲဖြစ်ဖြစ်ဟိုတယ်တွေမှာပဲဖြစ်ဖြစ်မခိုင်ခန့်တဲ့အဆောက်အဦတွေထဲမှာမနေခဲ့ရင်လို့တွေးပြီး စိတ်ဖြစ်သိမ့်ခွင့်လေးတောင်မရရှာပဲအသက်ဆုံးပါသွားခဲ့ကြရတာမဟုတ်ပါလားကျွန်တော်တို့လူမျိုးကအမှတ်တဲချိန်မရှိကြဘူးဗျဘဝတစ်သက်လုံးဒုက္ခတွေနဲ့လုံထွေးနေခဲ့ကြရပေမဲ့လည်းကိုယ့်ဖြစ်ကိုဘယ်တော့မှမမှန်ကန်ကန်မတုံ့တက်နိုင်ပဲကြမ်းဖန်ပြီးစိတ်ဖြစ်သိမ့်လေးရှိတတ်ကြတယ်လင်ယောက်ျားကတဖုံဖုံရိုက်လဲငုံခံပြီးငါ့ကိုတရားမရိုက်တာပဲကျေးဇူးတင်ရသေးရဲ့လို့ယောက်ျားကိုအချစ်မပြတ်နိုင်သေးတဲ့မိန်းမလို့ဖြစ်နေတယ် အမှန်တော့အကယ်၍သာဆိုတဲ့အတွေးဟာစိတ်ကူးယဉ်ခြင်းနဲ့တူတခဏတာအပူမောတွေရောကြသွားအောင်နှိပ်ဖြည့်သိမ့်ပေးနိုင်ုံမှန်သိပေမဲ့ထွက်ပေါက်ပိတ်ပြီးအုံနောက်ချနေတဲ့အချိန်မျိုးမှာအ мян လက်ပူတိုက်အသုံးချလိုက်ရတဲ့ဆေးတစ်ခုလုံး20ရာစုရဲ့နောက်ဆုံးနှစ်ကြံမျိုးဆက်ကျွန်တော်တို့အားလုံးမိဝဲနေကြရတော့မှာပဲဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့အကယ်၍သာဒီလိုလေးဖြစ်ခဲ့ရင်ပေါ့ ဟိုလိုလေးလောက်လိုက်ရင်ပေါ့ဆိုတဲ့အတွေးတွေကတော်တော်လေးစိတ်ချမ်းသာစရာဖြစ်သွားခဲ့တယ်။ကျွန်တော်လည်းအဲ့ဒီအကယ်၍တာတွေကရုံမထွက်နိုင်ခဲ့ဘူး။ဟိုတုန်းကတော့အကယ်၍တာငါမြန်မာပြည်မှာမဟုတ်ပဲအနောက်နိုင်ငံတွေမှာမွေးကပ်ရင်လို့တွေးကြည့်ခဲ့သေးတာကောအနောက်နိုင်ငံတိုင်းတော့မဟုတ်ဘူးပေါ့။ရုရှားတို့အင်္ဂလန်တို့အမေရိကန်တို့လိုနိုင်ငံတွေတော့လူဖြစ်ချင်တဲ့စီးရင်လေးကပယ်လိုက်ပါတယ်။ ဂျူလစ်ပန်းတွေဖုတ်ပွင့်ရောင်ဆောင်ဖျားနေတဲ့네덜란드နိုင်ငံကိုတော့သဘောကျမိရဲ့ခက်တာကစိတ်ဖြစ်တဲ့စရာဖြစ်တွေးလို့သာတွေးလိုက်ရပေမဲ့ဒုက္ခမျိုးစုံနဲ့ကြုံတွေ့ခဲ့ရတဲ့ကျွန်တော်ဖို့ကြာကြာနေနိုင်ပါမလားလို့တွေးပူမိပြန်ပြောသူတို့နိုင်ငံမှာလက်စစ်မီးလည်းမပြတ်ဘူးညာကြီးချိန်မတော်အဲစင်းစစ်လို့အရေးပြတ်ရတာမျိုးလည်းမရှိဘူးဒီတော့လူဘဝမှာအရေးကြီးဆုံးဖြစ်တဲ့စာဝတ်နေရေး အားလုံးဘက်ဆောင်အေးဆေးဖြစ်ပြီးအိုလကေပြနေတော့စင်ကြပီးရင်စင်ကြရင်နဲ့ကြားလာတဲ့အခါယောဂဗယထူပြောပြီးမြ мян ကြွသွားမဲ့ဂိမ်းဆိုင်သွားမှလဲစိတ်ပူရသေးတာကောကိုเจ้าကိုပြန်တွဲကြည့်မိလိုက်တယ်လွတ်လပ်ရေးရပြီးငါးနှစ်ကြာမှလူလောကတွေကို ရောက်လာခဲ့တယ်ကံများမကောင်းရင်တော့ပြည်ရင်းစစ်နဲ့တက်တက်တိုးမိရဲ့သားဖြစ်သွားပါတယ်မောင်ရွာရှေဖို့စကိုင်းမိတ္တိလာမြင်းကြံပခုတ်ကူ စတဲ့ကျွန်တော်တို့အညာဒေတာဟာပြည်တွင်းစစ်ရဲခါသီးတဲ့အရာသာကိုအစောကြီးကြုံတွေ့လိုက်ရတယ်။အဲ့ဒီခါသီးမှုကြီးကအခုထက်ထိပဲတကယ်တော့အညာမာမွေးအညာမာပဲကြီးပြင်းတဲ့ကျွန်တော်ဖို့ကိုယ်ဘဝဖြတ်တမ်းမှုအကြောင်းပြောရရင်သိတ်မနှိမ့်လာပါဘူး။တနတ်တန်တွေကြားမှာလူဖြစ်လာရတယ်။1962ခုနှစ်မှာဗိုလ်ချုပ်နေဝင်ကအာဏာသိမ်းတယ်။1964ခုနှစ်မှာ ြည်သူပိုင်သိရာဒန်ပတ်ဆံတွေတရားမဝင်ကျင်ညာအဲ့ဒီချိန်တုန်းကငယ်သေးတော့လူတွေအပူတိုက်ခံရတဲ့ဒုက္ခတွေကိုသိမသိလာဘူးဒီလိုနဲ့ဘယ်မှမသိတဲ့ဆိုရှယ်နဲ့ပန်းနိုင်ကြီးကိုမြမနေမြမဟန်နဲ့ချစ်တက်ခတ်ကြရတယ်1969ခုနှစ်လို့ထင်တာပါပဲတရုတ်မြန်မာအရေးခင်းဖြစ်တော့မော်စီတုံးနဲ့တခင်တန်းထုံးထုံးပုံတွေဆွဲထားတဲ့အခေါင်းနှာခေါင်းကိုရွာကတင်းချိုင်းစီတရုတ်တိုက်ဆွဲသွားတဲ့ သားအတုလိုက်ပို့ရတာကိုတော့ရေးတတေးမှတ်မိနေသေးရဲ့အဲ့ဒါမှပဲကျွန်တော်တို့မြန်မာတွေကငါတို့ကလန်ဆန်လောက်ရကောင်းလားဆိုပြီးပီကင်းရေဒီယိုကချိန်လား6လားဟိန်လားဟောက်လားနဲ့ဗျာအဲ့ဒီကလေးကစပြီးတရုတ်ဟာအိနေချင်းနိုင်ငံဖြစ်ပေမဲ့အမြဲရှောက်ချီနှက်ချီလုပ်လက်ရှိပြီးသူ့လိုတိုင်းမဟုတ်ရင်အင်ရှဲကိုရောက်လာပြီးဓာချင်းချင်းနဲ့ရက်ကွက်ထဲရလူမိုက်လိုကြင်ကြံတက်ပါကလားလို့ သဘောပိုက်မိလိုက်တယ်ဒီလိုနဲ့ခစ်တွေကိုအလူးလူးလိမ့်လိမ့်ဖြတ်တန်းရင်အသက်ကြီးလာတာနဲ့မျှခစ်ကပေးလိုက်တဲ့ဒဏ်ရာတန်ချက်တွေကသူမနာကြောက်ရမှာတနစ်ထက်တနစ်ညားလာခဲ့တယ်ကဲတော်ပါပြီကိုအကြောင်းပြောရတာဤလေးဆွဲပြီးငွေကြီးလင်းမွေအမိရှိသလိုဖြစ်နေမှာဆိုလို့ကိုဗစ်ရောဂါဖြစ်တဲ့နှစ်ကာလအထိ ခုံပြန်ကြော်လွှားလုံလိုက်ပါမယ်ကိုဗစ်ရောဂါတွေဖြစ်ွားတော့ ကျွန်တော်တို့လင်မယားလဲထိတဲ့ဗျာကံအားလျော်စွာနဲ့စေယုံအတက်သောသွားလို့တာပေါ့မဟုတ်လို့တော့ကျွန်တော်တို့စုံတွဲလဲတန်တရာခီးကိုဘယ်ရထားစီးပြီးသွားရမှမသိပဲဖြစ်သွားနိုင်ရဲ့ဒီလိုနဲ့ကိုဗစ်ရောဂါကိုကြော်လွားဖြတ်တန်းနိုင်ရဲ့လို့တတိယအရွယ်မှာအေးချမ်းချမ်းနေရမလားမှတ်တယ်အခုတော့ငလင်ကစော်ထဲလိုက်လို့လူလဲဖျို့ဖျဲဖျက်ရပြန်ပါရောကြည့်ရတာကတော့ဘေးရင်မေးစရာမလိုပဲ နည်းနည်းလေးဟန်ကြားပညာဖြစ်လာရင်ကံကြမ္မာက မရှူးစိတ်နိုင်တော့ပဲချာလက်ပတ်ရမ်းအောင်လှုပ်ထက်လိုက်လေသလားပဲမွေလေကားဇရာကွက်ထဲကအန်စာတော့လို့ပေါ့လေကားနဲ့တွေးလို့အပေါ်ရောက်သွားလိုက်နောက်တစ်ချိန်တော့မွေပဇက်ဝါကိုတက်တက်ကြားမိရတာဖြစ်သွားပြီး အောက်ဆုံးကိုပြန်လျှော့ကြားလိုက်နဲ့အခုလဲမြေကြီးတဲကဝုံငနဲစောင့်ထက်လိုက်တဲ့မွေနဂါးကြီးရဲ့ခရင်းဝါမှာရောက်နေသလားမပြောတတ်ပါဘူးဥစားတာကောင်းချက်ကတော့အဲ့လိုပဲ။ အထူးပြောစရာမရှိဘူးပေါ့ဘာပဲဖြစ်ဖြစ်ဆရာကြီးမင်းသူဝင်ရဲ့ကြပြတဲ့ကဓာတ်ထလက်ခံစစ်ကိုလဲကြုံချောင်းအောင်လဲဖြစ်သွားတဲ့မိုးလေးတစ်ပြက်ရွာချလိုက်တာနဲ့ရွံ့ညွန့်ကလေးတွေထွက်လာတဲ့ပြင်းမငုတ်တော်ကြီးကိုနမူနာယူရမှာပါပဲပြီးတော့ဒီလောက်ဒုက္ခဒုက္ခတွေများနေရတောင်းအမှတ်မရှိပဲတချီတချီတော့ဆက်လွတ်သွားပြီးအကယ်၍တာနဲ့ဆက်ကူးရင်လိုက်ချင်သေးတယ်အကယ်၍တာပေါ့ဗျာ ကိုဗစ်ရောဂါလည်းမဖြစ်ငလျင်လည်းမကြုံတိုင်းတော်ပြည်တော်ကြီးရလည်းအေချမ်းသာယာနေဆိုရင်ဖြစ် MAI လေချောင်းလိုက်နဲ့မန္တလေးမှာပန်ကောက်ကိုလေချင်းပြန်လက်ဖက်ရည်သွားတောက်ရမလားလို့တွေးလိုက်သေးပေမဲ့တကယ်တမ်းတော့အိမ်နဲ့တိတ်မဝေးတဲ့ရှယ်လိုလက်ဖက်ရည်ဆိုင်ကိုတောင်မှသွားနိုင်မဲဖြစ်နေတယ်အာဒေါသပြစ်ချင်စရာကောင်းလိုက်တာဗျာရုတ်တရက်စိတ်လွတ်ကိုလို့ဖြစ်သွား၍အဟောင်းအဟောင်းဆိုသည့်အတန်သည် အပြင်တုတ်ခုံထွက်သွား၏ဒီလိုကာလချင်းမှာကျွန်တော်အချင်းတွေကပုံမှန်မဟုတ်တော့ပဲလူတကူစိတ်နှမျိုးဖြစ်နေ၏အမှန်တကယ်မြင်တွေ့နေရသည့်အရှိတရားကိုလက်ခံထားသလိုကြံတစ်ခုကအကယ်၍သာနဲ့ကိုဖြစ်ချင်တာကလေးတွေထဲမှာပျော်မွေ့ခြင်းနေစေဒီစိတ်နှစ်ခုဟာကျွန်တော်စီမှာသူတပြန်ကိုတပြန်ရှိနေကြ၏စိတ်တော့ကဖြစ်လိုက်ကိုလိုချင်တာလေးကိုတွဲ၍စိတ်ပေါ်ပါကြည်နူးသွားလိုက်ဖြင့် တို့ဖြင့်ကျွန်တော်အောင်းနောက်ထဲသို့လိုင်းတွေလိုအစမပြတ်ရိုက်ခတ်နေသည့်အကယ်၍တာရီရလည်းများလာသည် နန္နာရင်ဝန်းရံမခနိုင်တော့ငလင်းတစ်ချက်လှုပ်လိုက်၍ထိတ်လန့်တကြားဖြစ်သွားခဲ့သည့်ကျွန်တော်တို့လမ်းကလေးသည်ယခုတော့ဆိုလာမေးရောင်အောက်မှတိတ်ဆိတ်ငြိမ်သက်နေလျက်တို့ရတွင်မြေတူမြအိပ်ပျော်ချမ်းမြေမဟုတ်အချိန်မရွေးရောက်လာနိုင်သည့်အနေရကိုနားဆွင့်ရင်တရေတမိတ်အိမ်ငိုက်နေကြရသည်တား ထို့ပြင်ဇာတိဥရုကလည်းပူပြင်းလာ၍ချင်းအောင်တဲမှရက်ခတ်နေရင်ဝိုးတောက်ရံအချိန်တိုက်ခတ်လာမည်လေအေးကလေးရောက်လာလို့ရောက်လာညာမျောလင့်နေစေဒီလိုဖြစ်တညတာကိုလုံမြောက်ခဲ့တယ်ဒီလိုဖြစ်အပူချိန်ပြင်းထန်တဲ့နေခင်းချိန်ကိုဖျက်ဆီးခဲ့ရပြန်တယ်ဒီလိုဖြစ် နေပြီးတော့ညညပြီးတော့နေစသဖြင့်တန်တရားလဲနေသည့်ကျွန်တော်တို့ဤနေနဲ့ညတွေမအိပ်နိုင်သေးပဲ ကတ္တရာလမ်းမမှာခေါတောက်ခေါက်ပြန်လမ်းလျှောက်နေသည့်ကျွန်တော်စိတ်အာရုံကိုငလျင်သည်လွှမ်းမိုးနေစေပကန်းငလျင်နဲ့တပည့်ချင်းငလျင်တွေစီကအဖျားခလိုက်တာကိုလည်းကြုံတွေ့ခဲ့ဘူးသည်ပြီးတော့1989ခုနှစ်လောက်မှစ၍နှစ်စဉ်နှစ်တိုင်းလိုလိုတစ်ချိန်တစ်ခါလောက်ပြင်းအားပြော့ပြော့နဲ့လှုပ်ခတ်သွားသည့်ငလျင်ငယ်ကလေးတွေငလျင်သည်ကျွန်တော်တို့အနားမှာပဲရှိနေခဲ့၏ငလျင်လှုပ်ခတ်ပုံကလည်းအမျိုးမျိုး ဘေးတိုင်ရန်ခါပြေလှုပ်ဤချက်နောက်ရင်းထိုးအောင်လဲလှုပ်ဤတခါတော့ကျမ်းမြင့်ပေါ်မှာတင်မျိုးပြကြောင်းခင်၍အနာယူနေသည့်ချိန်ဒုက္ခနဲ့အတန်ဖြစ် အောက်မှထိုးဆောင်လိုက်သလိုလူတစ်ကိုယ်လုံးပက်လက်လှန်လျက်သာတောင်းတောင်းကြီးအနေထားဖြင့်ကျမ်းမြင့်ပေါ်မှသုံးလက်မခန့်မြောက်တက်သွားပြီးသက်ကန်ပိုင်းမြဇံရသွားခဲ့ဘူး၏အမေကတော့ရာသီဥရုပူပြင်းနေရင်ငလျင်လှုပ်တတ်တယ်ဟု ပြော၏ဟုတ်မည်ထင်သည် ပူရှင်ပြင်းထန်တွင်နဲ့ငလင်လှုပ်တာကိုကြုံရစမြဲပေကိုတို့ရတွင်ကျွန်တော်တို့အနားမှာသကိုင်းပြည့်ပြည့်ကြော်ချင်းရှိနေ၍လောက်ခတ်တဲ့ငလင်မှန်သမျှသူစနက်ကြောင်မှမသိရှိခဲ့ဘူမိဗေဒပညာရှင်တွေရေးသားခဲ့သည့်မန္တလေးနှင့်ငလင်ကျောင်းကိုဖတ်လိုက်ရတော့မှတန်တောဖြစ်မြခုံးပင့်သွားရလေသည်ကျွန်တော်တို့နိုင်ငံတွင်ငလင်ကျောင်းတွေနဲ့လောကင်းသည့်နေရာကခက်ရှားရှား၂008ခုနှစ်တုန်းကချင်းပြည်နယ်နမ်မတောင်တို့ ဝဲဆွေများနဲ့သွားခဲ့ကြသည် ခီးသွွားအထွဲ့ကြုံတွေကိုရတီမကဆင်းမှာလွေမြင်တောင်စင်တောင်နှမ်းများနဲ့ရက်ရွေတော်သွားတော်လာခေါင်းစဉ်ဖြစ်လားစဉ်အခန်းဆက်ဆောင်းမှရေးသားခဲ့သည်ဖက်ခတ်ရသည့်စာတွေကိုကိုးကားပြီးအချက်လက်တွေစုဆောင်း၍ချင်းပြညာနဲ့ငလျင်အကြောင်းကိုလည်းရေးခဲ့သည်တို့ရတွင် စာပေစီစီရေးကမိနီတာ၍ဖြုတ်စေလုံလိုက်၍ဒီအကြောင်းပါမလာတော့ကျွန်တော်စီမှာလည်း လက်ခံမှုရင်းမရှိတော့၍ကိုယ်ဆောင်မှုကိုနှမျောသွားရင် အောင့်တသက်ဖြစ်ရမစုံကျွန်တော်တို့သည်ကဏ္ဍတော်တော်များများမှာအသိပညာတွေကိုပိတ်ဆို့ခြင်းခံခဲ့ကြရ၍ကိုလောကကိုဝန်းကျင်မှာပဲကျင့်နဲ့ရောင်ရဲနေခဲ့ကြရသလိုဘယ်အရာကိုကြောက်တဲ့မကြောက်တဲ့အခွဲခြားနိုင်ခဲ့ကြဒီတော့ငလျင်သည်မြေအောက်မှာပုန်းကွက်နေပြီးအချိန်ပြင်းပြင်းဖြင့်အချိန်မရွေးရောက်လာနိုင်သည်ကိုလည်းမတွေးခဲ့မသိခဲ့ကြ မန္တလေးရဲ့အနောက်ဖက် အရာဝတီမြေချားရဲ့သခိုင်းပြည့်ရဲ့ကျော်ကြီးရှိနေတဲ့ထို့တူတောင်မြောက်သွယ်တန်းနေသည့်ရှမ်းရိုးမှတောင်တန်းကြီးရဲ့အောက်မှာလည်းငလျင်ကျော်ကြီးရှိတဲ့ကျွန်တော်အနှဲငယ်ထိတ်လန့်သွားတယ်လက်ဆက်သက်တော့ဒေါ်ရွှေမန္တလေးဟာငလျင်ကျော်နှစ်ခုကိုဝဲဘက်ရာဘက်ထား၍အလဲမှာတင့်တယ်ခံချားစွာစံမြန်းနေပါကြော့လားတွဲကြည့်တိုင်းကြောက်မြီဆိုလဲကြောက်เสีย တို့ရတွင် မန်းတောင်လက်ရခြင်းထဲမှဖြစ်မန္တလေးမင်းနေပြည်တော်ကြီးသည်အမတိအမတန်မှတာယာစီကားပြီးတာဝရင်သာနတ်ပြည်ကြီးလားမြေတော်ဝင်ဖြစ်စေကျွန်တော်လဲမန်းတောင်လက်ရသခြင်းကို နှစ်သက်သဘောကြတယ်ဟန်ညပန်ညမဆိုရတော့လဲဟိုဆက်ဆက်ဒီဆက်ဆက် ရောတော့ရှိညံကလေးရလဲရှိသမို့ဆရာနေဝင်းမြင့်တို့သခြင်းဆိုလေတိုင်းသခြင်းတစ်ပုတ်လောက်တော့ဝင်ရောက်ဟဲမိလေစမြဲ တပန်းသချင်းစုံမီတိုင်းပြင်းမန်းတောင်ကြီးနဲ့နန္ဒာရေဝန်းရံခါသည့်မန္တလေးမြို့ကြီးကိုမြင်ရောင်ပြီးကြည်နူးသွားရစမြဲအမှန်တော့မန္တလေးသည်အရွေးမြန်သည့်ခေတ္တဘောကိုမလွန်ဆန်းနိုင်တော့ပဲနန္ဒာရေဝန်းရံမှာခနိုင်တော့တာဖြစ်ကြာခဲ့ပါပြီကောအိမ်မက်လိုပဲထင်ရောင်မှားခဲ့တကယ်တော့ကျွန်တော်နဲ့မန္တလေးသည်မကြခင်မှာငလျင်ကြီးရောက်လာတော့မြို့ကိုသိပင်သိလျက်ဖြစ် မေရီယောက်နေခဲ့ကြသည်2012ခုနှစ်တုန်းကတပည့်ချင်းကလင်သည်မန္တလေးအထိရိုက်ခတ်သွားခဲ့သည်အဲ့ဒီချိန်တုန်းကတိမ်လုံးရင်ခါသွား၍အိမ်ပေါ်မှအမြန်ဆင်းပြေးရ၏ငလင်တို့မြည်သည်ပထမအကြိမ်ခပ်ပြပြလှုပ်ပြီးမိနစ်ပိုင်းလေးမှာပင်ဒုတိယအကြော့ထမှန်ရောက်လာလေရှိသည်မြဲကျွန်တော်တို့တရက်ကွက်လုံးစူညာအော်ဟစ်တန်တွေဖြစ်လမ်းပေါ်မှာအထီးကైမရှိ၍ စိတ်အေးလက်အေးဖြစ်သွားကြသည်ထိုစဉ်ကကျောင်းဘေးရှိအထက်မြင့်တပ်တွေမှနေကြသူတွေအားလုံးကျောင်းဘေးမှအိတ်ကြရသည်ဟုသိရတယ်နောက်တစ်နေ့မန္တလေးအလင်းချာနယ်အတွက်သတင်းယူဖို့မင်းထက်ညင်ချန်းကိုညိုလုံးလုံးနဲ့အတူငလင်လောက်တဲ့စင်ကူးနဲ့တပည့်ချင်းမျိုးစီကိုရောက်ခဲ့ကြတယ်နနက်၁၇နာရီလောက်ပဲရှိအောင်မယ်ငလင်တန်းကိုခံရရသည့်စင်ကူးတစ်မျိုးလုံးတိတ်ဆိတ်ခြောက်ချားနေလျက် ဘလို့ကြောင်းရင်မသိခွဲဥတန်တွေကိုလည်းကြားရတယ်ငလင်ကြောင်းလက်ခွဲနေတယ်မှာနှစ်ပေခန့်ကြံမဲ့မြေလွာအကွဲချောင်းကြီးကိုလည်းတွေ့လိုက်ရသည်ငလင်လောက်တဲ့ချိန်တုန်းကကျွန်တော်ကမြစ်ထဲမှာကုန်ပစ်နေတာရုတ်တရက်ဝုံးဆိုတကူကဆွဲခေါ်သွားသလိုဖြစ်ပြီးမြင်းရဲ့အနောက်ဖက်ကန်းကိုရောက်သွားတယ်ချက်ချင်းဆိုသလိုပဲအနောက်ဖက်ကန်းတစ်ဘေးမှာကဘာတွေတဝုံးဝုံးပြိုကျကုန်ပြီးအဲ့ဒီအချိန်နဲ့ မြင်းရဲ့ရှေးဘက်ကန်းကိုပြန်ရောက်သွားရော့ဒီတော့မှငလင်းလုံမန်းသီးလိုက်လို့ကမ်းမော်ကိုအ мян တက်ပြီးချက်ဝါလန်အားနဲ့ထွက်ပြေးရလာပါပဲဗျာဘယ်ရောက်လို့ဘယ်ပေါက်မှန်းတောင်မှသိတော့မှာဘူးတင်္ဂါတတယောက်ကသူ့အထွက်ကျုံကိုပြောပြခြင်းဖြစ်ပါတယ်ငလင်းလှုပ်တော့မယ်ဆိုတော့ဆဆာချင်းတော်လဲတန်ကြီးကိုကြားရပြီးဟိုးအဝဲကြီးစီကနေကျမတို့စီကိုပြေးလာတာမြေကြီးကလည်းတဒိန်ဒိန်မြည်နေတယ် ။အုံမင်းတွေဆိုရင် အမြစ်ကကျွတ်ထွက်မသွားပဲမြေကြီးကိုတပြန်းပြန်းရိုက်နေတာ။ကျမတို့အားလုံးအကုန်လုံးထွက်ပြေးကြရတယ်။ငလင်လောက်ပြီးတော့လဲဘသူမှအိမ်ထဲကိုပြန်ဝင်ပြီးအိမ်ရဲကြတော့ဘူး။ကွင်းမြင်ထဲမှာပဲတညာလုံးနှင်းတွေအစုခံပြီးငုတ်တုတ်ထိုင်းနေကြရတာ။ကြောင်လန်းစိတ်မပြေသေးသည့်ငလင်ဒုက္ခသည်တို့ငဲကြင်ရင်မြေတို့အပိစကားပြောရမှန်းတောင်မသိခဲ့။ပေကျင်းမြို့ကိုရောက်တော့မောင်းနေပြီ။ တပည့်ချင်းမျိုးကကောင်းမြင့်မြင့်ပေါ်မှာတည်ထားသည်မျိုးလမ်းတွေကလည်းကွဲကောက်ကျင်းမြောင်းသည်လမ်းတစ်ဘက်တစ်ချောင်းမြေကြီးထဲကိုကျုံဝင်နေသည့်အိမ်ချို့ကိုတွေ့ရသည်မြေသူမြအိမ်နှဲကိုဝယ်မအိပ်ရဲကြလမ်းပေါ်မှာပဲဖြာခင်းပြီးအိပ်ကြရသည်လမ်းကကျင်းတော့ဟိုဘက်ဒီဘက်ကောင်းချင်းဆိုင်ပြီးအိပ်နေကြရသလိုဖြစ်သွားသည်တပည့်ချင်းကိုငလျင်အတွေ့အကြုံတွေမေးမြန်းဖို့လာခဲ့တော်လဲတခုမှမသိခဲ့ရတကယ်တော့ငလျင်သည် အတန်ဖန်းဆက်တွေနဲ့မျော်လင့်တကြီးရောက်လာကြတဲ့ကျွန်တော်တို့ဟာလက်တွေ့တင်ကန်းစာများပေးလိုက်သေးပဲကျွန်တော်တို့ရက်တရမြေကြီးထဲမှာ၄မိနစ်ကြာတလှုပ်လှုပ်လှုပ်နေလျက်ငလင်းလှုပ်တိုင်းမြေပြင်မှာပြပြဝတ်နေရသည်မိနစ်20အတွင်းမှာပင်၄ခါလောက်လှုပ်ပြီးသွားပြီကြာတော့ကျွန်တော်စီတို့ငလင်းကြောင်ရုံစိတ်တွေတိုးဝင်လာခဲ့သလိုမေးမြန်းခြင်းစိတ်လည်းမရှိတော့သမို့မန္တလေးတို့အ мян ပြန်လာခဲ့ကြသည် ညတကောင်ချိန်မန္တလေးပြန်ရောက်တော့မှပဲစိတ်အေးလက်အေးဖြစ်သွားခဲ့သည်တို့ရတွင်နောက်73နှစ်ကြာတွင်သပိတ်ချင်းငလျင်ထက်ပြင်းအားကြီးမားခဲ့သောတိုက်တာအဆောက်အဦတွေဖြိုလဲလိုက်တော့မည်ငလျင်ကြီးရောက်လာခဲ့မည်ကိုကျွန်တော်မတွေးခဲ့မီထို့တူစကိုင်းပြည့်ွေငလျင်ကြီးသည်ရဝတ္ထုပစ္စည်းတွေတမကလူတွေရဲ့ဘဝရှင်တန်မှုကိုဖျက်ဆီးပစ်လိုက်တော့မည်ကိုလည်းမမျှော်လင့်ခဲ့ယခုတော့လည်း အိမ်မက်လိုပဲထင်ရောင်မှားခဲ့သည့်ကျွန်တော်တို့တွေလက်နှစ်ဖေးကိုချက်ချင်းလက်ငင်းရောက်သွားကြရသည့်လူတွေဘဝတွေဆက်ရံမြို့ထွန်းလို့